မင်္ဂလာပါရှင်2025ခုနှစ်မေလ10ရက်နေ့အတွက်မူလီဝတ္တနယ်ဇလာဗေဒသတင်းများကိုနေပြီးတော့မူလီဝတ္တနယ်ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာရှမ်းပြည်နယ်အရှေ့ပိုင်းမှာမေလာရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆယ်စီယပ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းပဲခူးတိုင်းဒေသကြီးနယ် ကရင်ပြည်နယ်တို့မှာ မေလရဲ့ပုံမှန်ဝူချိန်တို့ထက်2ဒီဂရီဆယ်စီယပ်စ်ပိုခဲ့ပြီးတနင်္လာရီဒေသကြီးမှာမေလရဲ့ပုံမှန်ဝူချိန်အောက်2ဒီဂရီဆယ်စီယပ်စ်ညွှန်နေခဲ့တာကျန်းသားဒေသကြီးနဲ့ပြည်နယ်များမှာမေလရဲ့ပုံမှန်ဝူချိန်ခန့်သားရှိခဲ့ပါတယ်2025ခုနှစ်မေလ9ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေပူချင်းများမှာ6မြို့မှာ42.6ဒီဂရီဆယ်စီယပ်မြင်းမူမြို့မှာ42ဒီဂရီဆယ်စီယပ် မကွေးမြို့မှာ40တသမ8ဒီဂရီဆယ်စီယပ်အောင်လယ်မြို့မှာ40တသမ6ဒီဂရီဆယ်စီယပ်မြင်းကျန်မြို့နဲ့ညောင်လေးပင်မြို့တို့မှာ40တသမ5ဒီဂရီဆယ်စီယပ်စီပြည်မြို့မှာ40တသမ6ဒီဂရီဆယ်စီယပ်နေပြည်တော်ဇယတိမြို့နဲ့ကျောက်ဆယ်လွန်ကျော်နဲ့ရွှေဘုံမြို့တို့မှာ40ဒီဂရီဆယ်စီယပ်စီနဲ့စင်ဖြူကျွန်းမြို့မှာ39တသမ6ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြပါတယ်မှတ်သားဖွယ်ရာမိုးရေချိန်များမှာ မြိမ်မြို့မှာတတသမာ၄နှစ်လက်မပီးလင်းမြို့မှာတုံညာတသမာ၉လေးလက်မတဝဲမြို့မှာတုံညာတသမာ၉တလက်မကံကောမြို့မှာတုံညာတသမာ၅၅လက်မကော့တောင်မြို့နယ်ရှောင်းဆောင်မြို့တို့မှာတုံညာတသမာ၃ကိုလက်မစီရေးမြို့မှာတုံညာတသမာ၃၅လက်မမြဝတီမြို့နယ်တထုံမြို့တို့မှာတုံညာတသမာ၂၈လက်မစီနဲ့တတဲဦးလေးချောင်းမိုးလီဝတ္တမှာ တုံညာတသမနှစ်လီလမာတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လဲတနအိခွဲအချိန်မိုးလီဝတာကျူရူမှာဖန်ယူရရှိတဲ့ပုံရကပယ်လီပင်လဲပြင်ဘင်္ဂလားပင်လောတောင်ပိုင်းနဲ့အလဲပိုင်းတို့မှာတိမ်သိမ်တင်မှာတိမ်တူထန်နေပြီးဘင်္ဂလားပင်လောမြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ ရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးရေနှောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးရေနှောင်းများရွေ့လျားနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတိမ်နေငယ်မှာတိမ်အသင်အတင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ် ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာလေပြင်းအရွံ့နေနေတာကိုတွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြင်မှာမြန်မာကယ်ရရန်တခြားနယ်ကဲလိုပင်လယ်ပြင်တို့မှာလေပြင်းမှာရှစ်ပေကန်းရှိနိုင်ပါတယ်။မနေ့ပြမနေ့ထိခံမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနယ်နေပြည်တော်တို့မှာတိမ်တင်တင်ဖြစ်ထွန်းပါမယ်။တနင်္သာရီဒေသကြီးမှာနေရအနှံပြား ကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စစ်စကန္ဒဒေသကြီးထပ်ပိုင်းရန်ကုန်ဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာကျကျနဲ့ရှမ်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်ကယားပြည်နယ်အေရဝတီတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမူထစ်ချုံရွာပါမယ် အခုဆက်လက်ပြီးအနေဖြင့်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗီဒာခမန်းချက်များကို တင်ပြပါမယ်ရှင်။ နေပြီးတော့ねအနီတဝိုင်းအတွက်မနေ့ပြန်မနေ့ထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတင်းတင်းတင်းဖြစ်ထွန်းပါမယ်အမြင့်ဆုံးဘူးချိန်မှာ38 degree celsius 100 degree fahrenheit နဲ့အနေဆုံးဘူးချိန်မှာ29 degree celsius 87 degree fahrenheit ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မနေ့ပြန်မနေ့ထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာပါမယ်အမြင့်ဆုံးဘူးချိန်မှာ 39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ပြန်မနေ့တီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တင်းတင်းဖြစ်ထွန်းပါမယ်။အနည်းဆုံးဘူးချိန်မှာ40ဒီဂရီဆယ်စီယပ်104ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ29ဒီဂရီဆယ်စီယပ်84ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေရအတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှင်ပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ရှမ်းပြည်နယ်ရှေးပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်းဒေသကြီးတို့မှာနေရာကျကျမှနေရာစစ်စစ်မိုးထချုံရွာပါမယ်အခုတင်ပြခဲ့တာကတော့ ဒီကနေ့မိုးလွဲ့နေ့နိုင်ချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဆလာပြေတာတတိယများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစီရှင်။